သားသမီးတွေဟာဘယ်လိုအခြေအနေမှာမိဘတွေရဲ့အမွေကိုစက္ကန့်ကွယ်ဆုံးရှုံးနိုင်ပါသလဲအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ LFD Group မြန်မာ Law Firm ကတရားလွတ်တော်ရှင်တွေဒူအောင်ဆိုဖြစ်ပါတယ်ကျွန်တော် Law Firm အနေနဲ့အများပြည်သူတို့သိထားတဲ့နယ်ဥပဒေစာတစ်စိုက်တူဒီနေ့မြောက်ရည်ရဲ့ဖြစ်ပါတယ်အဲ့တော့ဒီကြောင်းရလေးကတော့ကျွန်တော်မြန်မာဗုဒ္ဓဘာသာဝင်တွေအတွက်ဆွေးနွေးမြှဝေပေးခြင်းဖြစ်တယ်ပေါ့နော် သားသမီးတွေအနေနဲ့ဘလူချင်းတွေမှာမိဘတွေရဲ့အမွေကိုဆက်ခံခွင့်ဆုံးရှုံးတယ်လဲဆိုတဲ့အကြောင်းအရာလေးနဲ့ပတ်သက်ပြီးတော့စီရင်ထုံးလေးတစ်ခုမှပါတယ်ဆုံးဖြတ်ချက်နဲ့ဆွေးနွေးမျှဝေပေးခြင်းပါတယ်အဲ့ဒီစီရင်ထုံးကတော့မဲဝဲဝဲမှာပါ၃တဲ့မဲဆုဆုခိုင်ပါ၆ပေါ့နော်၂၀၀၆ခုနှစ်မြန်မာနိုင်ငံတရားစီရင်ထုံးများစာ83အမှုဖြစ်ပါတယ် ဲ့ဒီစီရင်ထုံးရဲ့ဆုံးဖြတ်ချက်မှာဘယ်လိုထည့်သွင်းပြီးတော့ဆုံးဖြတ်ထားတယ်လဲဆိုရင်မြမလေးထုံးတန်းဥပဒေတွင်တဲ့မိဘ၏အမွေနိုင်တဲ့သာသမီအားအမွေခံအဖြစ်မှ မဖယ်ထုတ်နိုင်ပြီတဲ့တို့ရာတွင်တဲ့သာသမီသည်သူတစ်ပါးအားမွေးစားရန်ပေးအပ်ခံရခြင်းမိဘများကွာရှဲပြက်ဆဲကြပြီးနောက်တဲ့သာသမီဖြစ်သူသည်မိဘတဦးနဲ့နေထိုင်ပြီး ကျန်တဦးအား သားသမီးတို့ဤပြုပွဲရသောဝတ်ကြီးဝတ်ငယ်များကိုဆက်လက်မပြုစုခြင်းသားသမီးတို့ဤကျင့်ဝတ်ပြက်ပြားခြင်းမိဘအားရန်သူတပွဲပြုမှုဆက်ဆံခြင်းစသည့်အကြောင်းများကြောင့်တဲ့မိဘတို့ဤအမွေအားဆက်ခံွယ်ဆုံးရှုံးနိုင်သည်လို့ဆုံးဖြတ်ထားပါတယ်။အဲတော့တာမာအဖြစ်ဆိုလို့ရှိရင်ပေါ့နော်သားသမီးတူဦးကိုမိဘတွေရဲ့အမွေကနေပြီးတော့မှဖယ်ထုတ်ခြင်းမပြုနိုင်ဘူး။ ဒါပေမဲ့အချက်၃ချက်ရှိမယ်ဆိုလို့ရှိရင်တော့သားသမီးကအမွေဆက်ခံကိုဆုံးရှုံးနိုင်တယ်ပေါ့နော်ပထမတစ်ချက်ကတော့မွေးစားခြင်းခံရတယ်ဆိုလို့ရှိရင်ပေါ့နော်အဲ့လိုမွေးစားခံရမယ်ဆိုလို့ရှိရင်သားသမီးဟာမိရင်းဖခင်ဖြစ်သူထံကနေပြီးတော့မှအမွေဆက်ခံကိုဆုံးရှုံးနိုင်ပါတယ်ဒါကတော့ပထမတစ်ချက်ပေါ့နော်ဒုတိယတစ်ချက်ကမိဘတွေကွာရှင်းပြက်စဲကြတဲ့အချိန်မှာမိဘတူအောင်လိုက်ပါသွားတယ်နော်အဲ့တော့ကြံခဲ့တဲ့မိဘပေါ်မှာ သားသမီးတို့ပြုပွဲပေါ့နော်ဝင်ကြီးဝင်ငယ်တွေမပြုစုဘူးသားသမီးတို့ရဲ့ပြုပွဲဝတ်တရားတွေပြက်ကွက်မယ်ဆိုလို့ရှိရင်အဲ့ဒီကြံခဲ့တဲ့မိဘထံကနေပြီးတော့မှအမွေဆက်ကံကိုဆုံးရှုံးပါတယ်တတိယကတော့နော်မိဘအပေါ်မှာ ရန်သူတပွဲ ပြုမှုဆက်ဆံရင်ပေါ့နော်ဒါကိုသွားနုဒ္ဒသားသမီးလို့ခေါ်ပါတယ်မိဘကိုစေရေးတပ်ပုတ်တယ်မိဘကိုရန်သူတပွဲပြုမှုဆက်ဆံမယ်ဆိုလို့ရှိရင်အမွေဆက်ကံကိုဆုံးရှုံးပါတယ် အဲ့တော့ဒီစီရင်ထုံးမှာပါတဲ့အမွေဆက်ခံခွင့်ဆုံးရှုံးနိုင်တဲ့အချက်၃ချက်ကို ပြန်ပြီးတော့အနှစ်ချုပ်ရမယ်ဆိုရင်နံပါတ်၁အချက်ကမွေးစားဖို့ရန်အတွက်ပြည့်ရခြင်းခံရတယ်ဆိုရင်ပေါ့နော်နံပါတ်၂အချက်ကမိဘတွေကွာရှင်းပြက်စဲကြလို့မိဘတူဦးထံလိုက်ပါသွားပြီးတော့ကျန်တဲ့မိဘအပေါ်မှာဝတ်ကြီးဝတ်ငယ်ပြုစုဖို့ပြက်ကွက်မယ်ဆိုရင်တတိယအချက်ကတော့မိဘအပေါ်မှာရန်သူတစ်ဖွဲ့ပြုမှုဆက်ဆံမယ် မိဘကိုဆေးရသက်ပုတ်တယ်ဆိုရင်ပေါ့နော်သွားနုတ္တရဖြစ်တယ်ဆိုရင် အမွေဆက်ခံခွင့်ဆုံးရှုံးပါတယ်နောက်တော့အိုင်းမှာတော့ကျွန်တော်သက်ဆိုင်ရာခေါင်းစဉ်လေးတစ်ရက်နဲ့ဆက်လက်ဆွေးနွေးမျှဝေပေးသွားပါမယ်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုခဲ့သူအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်